အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဖတ်ပြပေးတော့မှာကတော့ဆရာအကြီးတော်ရဲ့တောဝက်ရှော့ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာတောဝက်ရှော့တစ်ပင်နန်းကညှို့နေသည် ကျဲပြာကြနေသောနေအောင်ကြီးကမြေပြင်အားတစ်ပင်စိမ်းအာကုန်နှင့်ပျောက်ကြားဝရုံဆင်မြန်းပေနေသည်လေကွင်းပြင်မှရိုးပြန်များကိုဖြတ်တန်းတိုက်ခတ်လာသော လေပြင်းတို့ချို့သည်အေးမြတော့အတွင်တံတန်းကိုမဆောင်နိုင်မဲပူပြင်းမှုကိုသာအထောက်အကူပြုနေ၏စိမ့်ထွက်နေသောဇောချွေးများကိုတုတ်ဖယ်ရင်းဒီဆိုင်ငယ်ကတော့ကွာဟုမကြေမနက်ညင်းညူလိုက်မိ၏အပြစ်တင်ခရတော့ဆိုင်ငယ်မှာသူ့ကိုပြောနေသည်ကိုသူမဟုတ်သလိုဟန်မျိုးနဲ့ ဆယ်တန်းចောင်းသူအပြိုလေးတယောက်ကဲ့သို့ခြေတစ်ဖက်ထောက်၍ဆက်ကော့လက်ကော့ဥမောနေ၏သူလွန်စွာစိတ်တူနေသည်ထိုဆိုင်ကလေးပြတ်၍နှုံးလာရသည့်ခီးကမနှဲလာတော့သူလဲဆိုင်ကလေးကိုယခုမှအတက်ကြက်ချုပ်ဝဲစည်းထားသည့်အတွက်ညီတို့ပြုတ်ပြင်ရမှန်းမသိဝေးခေါင်ပါလျသောလမ်းမကြီးကိုကြည့်၍သူစိတ်ပြန့်နေ၏ဝက်ရှော့တခုတော့တွေ့နိုင်ကောင်းပါရဲ့ဟုဆူတောင်းနေမိ၏သို့တော့ဝက်ရှော့တွေ့ရမပြောနဲ့ အင်ဂျီပြပြပင်မမြင်ရသည်အနည်းဆုံးဖြတ်ကျော်ခဲ့သောရွာကလေးပင်မရှိတော့ဘာပဲဖြစ်ဖြစ်ဒီဆိုင်ကကိုအဆုံးမခံနိုင်သေးတဲ့၍ဆက်တွန်းမိအောင်မသူဤနောက်ဆုံးမျောလင့်ကြမှာဟိုးဝေဝေကတီတီပြပြမြင်နေရသောမိခိုးငွေကလေးများရှိတ်ခနဲကြလာသည့်အေးဓာတ်ကသူဤရင်ကိုအားတက်နှွေတွေးစေသည်ရိုးပြန့်နှံ့တင်းတော်မြောက်ပြန်လေသည် သူမျက်စိရှိမြင်ရသောရွာကလေးအားဖြတ်တန်းကသူ့ထံသို့ဝေဝဲတိုက်ခတ်လာသည် နှကန်းပေါ်မှာချွေးစာတချို့ကိုသူအเจ้าမဲ့ရှာနဲ့တက်လိုက်မိသည်နီးပြားထင်ခွဲနေကြသော လူများကိုကြည့်ပြီးသူမျော်မှန်းထားသောဝက်ရှော့တစ်ခုကိုတွေ့နိုင်ရန်ပို၍ဝေးကွာသွားတယ်ရောဒီတိုင်းဆက်တွန်းသွားနေလို့တော့ဖြစ်တော့ဘူးဟူသောအသည့်များသူ့ခေါင်းထဲတိုးဝင်လာ၏တွန်းလာသောဆိုင်ငယ်ကိုတောက်ချရင်နာရင် ဖြတ်သွားဖြတ်လာလူကိုယ်တာသူမျော်လင့်နေလိုက်၏အိုလေဒီနားမှာဝက်ရှော့ရှိလား နွားညီနောင်အားဆွဲလာသည့်လူကြီးကသူ့အမေးကြောင့်တန်တော်မော့ကြည့်ဟင်ဦးလေဝက်ရှော့ရှိလားလို့လူကြီးကသူ့နွားနှကောင်ကိုကြည့်လိုက်ဆိုင်ကယ်ကိုကြည့်လိုက်နဲ့ဖြစ်နေသည်အဒံကြာမှဟိုမှာဟုဆို၍ခြေတန်းခြေတဲဝမ်းကြီးတစ်ခုအားလက်ညှိုးညွန်ပြ၏လူကြီးညွန်ပြရသို့ကြည့်ပြီးသူ့ရင်ထဲကျေနှက်စိတ်များဖွာကနေပေါ်လာသည်ခုနကခံစားနေရသောတောကများမြောက်ပြန်လေနှင့်အတူ လွင်မျောပြောက်ကွယ်သွား၏ဆိုင်ကယ်ကိုခတ်တွတ်တွတ်သွင်း၍လူကြီးညွန်ပြရာတို့ဟင်မြင်လဲရသောမြင်ကွင်းကြောင့်သူအထိတ်တလန့်ဖြစ်သွားသည်ဒဲဝမ်ကြီးရှေ့တွင် BS ကြီးတစည်းမှခွေဘလူးကြီးစိတ်ပြက်လက်ပြက်ထိုင်နေတကဲ့သို့ငုတ်တော်ကြီးဖြစ်နေ၏ထိုဆိုင်ကယ်၏နောက်တွင်ဒုံလုံးပက်လက်ဖြစ်နေကြသော အမျိုးအစားဆုံးအယောင်တွေးဆုံးဆိုင်ကယ်များကယခုပင် မုံတန်းဝင်ဝေထသော ဖုံးစိုးတော်ကဲ့သို့ ွားလန်ကျန်းနေသည်မိကောင်းမိလုံးအင်ဂျင်တုံးနဲ့အခြားဆိုင်ကအစိပ်ပိုင်းများကစနစ်တကျစီချမည်ဆိုလင်တောင်ကုန်းတစ်ခုမြပြောင်းဆန်ဟီထသွားလောက်၏သူ့စိတ်ထဲတွင်လည်းထင်ကနေသူမှန်တဲ့ငေးကြည့်နေစမှာပင်ဒဲဝိုင်းကြီးအနောက်ဘက်မှမဲမဲဖန့်ဖန့်လူကြီးတူထွက်လာသည်၎င်းလူကြီးမှာသူ့ကိုမြင်တော့ရင်ခော့တက်လာပြီးဂွန်တွေနှင့်ပေပွားနေသောပါဇက်အားလက်ဖွားချမ်းကြီးနှင့်တော့လျက် ဟောလာပြီဟေးဟိုမှာထိုလူကြီးအတန်ကိုကြားသည်နဲ့တဲဝိုင်းအနောက်ဘက်မှမဲမဲပင်ပင်လူရဲတယောက်နဲ့ပကုံးတွင်နှင်းဆွဆွလူငယ်တယောက်တို့ဖတ်ဒီဖတ်ဒီပြေးထွက်လာသည်ဟေးလာလေးငါလူရဆိုင်ငယ်ပြတ်ပြီမဟုတ်လားဆိုင်ငယ်ပြတ်ရင် လာလေးဟာသူလဲကြောင်ငေးကြည့်နေရမှအတရိဝင်လာပြီးမတ်တမတာခြေလမ်းများနဲ့ထိုဝက်ချော့အတွင်းတို့တုံဆိုင်တုံဆိုင်ဝင်လာမိသည်ဆရာပြန်ရသူတို့မဲမဲဖမ်းမှလူကြီးက ပန်းလက်ကလထိုင်ပေါ်ထိုင်ကြရင် သူ့ဥပြီးမြမချစ်ကိုပတ်ပေါင်းထားသည့်ပစိုးချမ်းကြီးအားချွတ်လျက်ဂျိုင်းနှင့်ကြောပြင်မှချွေးများအားတုံနေ၏ပြီးမှအတန်အောကြီးနှင့်ဘာဖြစ်တာလဲငါလူရဲ့ပြောပြောအာမနာနဲ့ရဲရဲတာပြောဘာဖြစ်တယ်မသိပါဘူးဗျာဆိုင်ကယ်တကြီးဒီနေ့မှဝဲပြီးပြန်လာတာတောင်ဦးကျော်လို့9မိုင်လောက်လဲရောက်ရောဆိုင်ကယ်ဆက်ရပြီးအပေါ်ဆင့်သွားလိုက်တာ ဆက်ပြန်လို့တော့ဒီကစ္စတာကနင်းလို့မရတော့ဘူးတောင့်ခံနေတယ်။နောက်ဖေးနောက်ပြီးတွားတာနေရာမှလို့တော်ပြားနဲ့ကများဖန်းစားလာမသိပါဘူးဗျာ။ဆက်စရာလူကြီးကသူ့ဘိုင်မမဲကိုပုတ်ပြီးတဟဟအော်ရရင်ခွီးတယ်မှာပဲ။ဘာတော်ပြားနဲ့ကဖန်းစားမှာလဲဝိ။တော်ပြားနဲ့ကစားချင်းစားအမေရစားမှာပေါ့။နင့်ဆိုင်ကတန်ကိုယ်တည်းကြီးစားမလားဟ။သိပ်ပန်ခက်မှာသိပ်ပန်ဆိုင်ကလေးစီးပြီး သိပ်ပန်လို့တွေးစမ်းပါဝေဒါဆက်ပြတ်တာခေါ်တယ်ဟာဒီဆိုင်ကံမျိုးသေးရောမယ်လာထားနင့်ချင်းနင့်ဒုက္ခနာလောက်ကတော့ငါပြင်းမယ်ထောင်းနေရကြမယ်နင်တဘောတူလားဆိုပြီးဆိုင်ကယ်ကိုလှည့်ရပြင်မကြည့်ပဲဂွန်တွေပြစ်ခနဲထွေးလိုက်သည်ပြီးတော့အရက်လာရေလာမသိနိုင်သည့်ခွက်တလုံးအားခွက်ခွက်မြီအောင်မယူမော့တော့လိုက်၏သူတစ်ချက်တွေးခနဲစဉ်းစားလိုက်သည်ထိုးလူကြီးကိုကြည့်ပြီးသူ၏စိတ်ထဲတွင်လည်း မယုံကြည်ခြင်းစိတ်များလွှမ်းမိုးလာ၏ဖြစ်ပါမလားဖြစ်ပါမလားဆိုင်ကယ်ကအစ်စ်ကြီးဖြစ်ပါမလားဇိုသည့်စိတ်များယင်နဲ့ကြီးစိုးလာ၏ဘလို့လဲကောင်းလေမကင်လဲရလားဒီလိုဆိုင်ကယ်မျိုးတော့သေသွားမယ်ဟုတ်ဆို၍ဆိုင်ကယ်စီတို့တည်းဒီရိုင်းလာပြီးဆိုင်ကယ်ထိုင်ကုန်ကိုတဖုံးဖုံးရိုက်ရင် သူ့ဘာသာသူတဘောကြနေ၏သူ့ဘုံကလည်းအနှဲငယ်မူးရနေသည်ပုံ။ ဖြစ်ပါမလားဖြစ်ပါမလားဆိုသည့်စိတ်များပို၍ပြင်းပြလာ၏နောက်ဒီဆိုင်ကကိုဒီမှမပြင်းရင်ဘယ်မှာပြင်းမှာလဲသူရောဒီဆိုင်ကကိုဆက်ပြီးတွန်းတွားနိုင်မအောင်မလားယခုပင် သူ့ဆိုင်ကကိုတွန်းလာရတာငားမိုင်ခန့်ရှိနေပြီ လူလဲလွန်စွာနွမ်းလျနေပြီအင်းလေဒီအချိန်လေးရောက်မှတော့ဖန်းဆုံမိတော့မြတ်တပင်အားမလွတ်တဲ့ဆက်လက်ဆုပ်ကိုင်းုံမှတပါဘာများတန်နိုင်အောင်မြင်နီး သူတဘောတူကြောင်းခေါင်းငိမ်ပြလိုက်သည်ထိုတော့မှ လူကြီးကတက်ပြင်းချပြီးဒီလိုပဲဖြစ်ရမှာပေါ့ဟုအာရဝန်သာဆိုလိုက်၏ဟဲ့ကောင်ဖာတို့နဲ့ကုကုဖြုတ်ဆိုလိုက်သည်နဲ့ဆိုင်ကယ်နာရောင်ပေရောင်ပေလုံးနေတော့သူတပည့်နှစ်ဦးလွက်လက်ချက်ချာစွာဆိုင်ကယ်စီပြေးလာပြီး ဆိုင်ကယ်ကစ္စတာတာကိုခြေကန်ဆွဲဖြော်သည်သူတို့ခြေကန်ဆွဲသည့်အချိန်ကြောင့် ဆိုင်ကယ်ကလဲမလို့ဖြစ်သွားလိမ့်ရပကောင်းညက်စွနေသူကချက်ချင်းပြေးထားပြီးဆိုင်ကယ်လက်ကန်ကိုပြေးဆွဲဤသူအားကုန်တွန်းဆွဲလိုက်သောကြောင့်ဆိုင်ကယ်လက်ကန်ရဘာခွင်းမှာသူ့လက်ထက်ကျွတ်ပါပြီးဟုံးဆိုနောက်ပြန်လဲကြသွားဤထို့တော့မှဆိုင်ကယ်ကဂစ်စတာတာကိုခြေကန်ဆွဲနေသော အသားမဲမဲနှင့် ဖာရိုးဆိုသူအပေါ်ကိုပြေးကြလာဤဘလက်လန်လဲကြသွားသူကုကူကလည်းလင်းဤလဲကြနေရမှချက်ချင်းပြန်ကုန်းထကား သူ့လက်ထက်ကဆိုင်ကယ်လက်ကင်စုပ်ကိုခက်ဝဲဝဲလွန့်ပစ်လိုက်ပြီးဆိုင်ကယ်ဘင်းကိုပြေးဆွဲပြန်၏သူတို့နှစ်ယောက်ဤဝယုံတုံးကအပြုတ်မှုကြောင့်သူလည်းလန့်သွားပြီဟာဟာဟေးဆရာလောက်ပါအောင်မြခမားတပည့်နှစ်ယောက်ဘာတွေလုပ်နေမှန်းမသိဘူးပြောပြောပြောပါအောင်ဟုတ်អော်လိုက်ရာဆရာဖြစ်သူအသားမမန်းတဲ့လူကဆိုင်ကယ်ကိုတီတီငင်ငင်ဝေ့ကြည့်ပြီးအော်အော်ဟဲ့အကောင်နေ ဖြုတ်ဆိုဆိုင်ကယ်တစ်စီးလုံးကိုဖြုတ်နေတာလားဆိုင်နာကိုပဲဖြုတ်ညာဘက်ကဆက်နှင်းတုတ်ခိုင်းရင်ဘယ်ဘက်ကဆက်ဖုံးဖွင့်ရတဲ့ဟဲ့ဟုဆိုလိုက်ရငါကိုဖင်ပေါ်လာတော့သူတပည့်ဖာရိုးနဲ့ကုကူမှာဆိုင်ကယ်ဘဘတ်တို့ပြေးလာပြီးတွေ့ကြရမူလီကိုတွေ့ကြရကွားနဲ့ကိုင်လာမသိမကိုင်လာမသိလှဲ့ဖြုတ်နေ၏လဲ့ဖြုတ်၏မရတော့မူလီများကို ပလဲယာနှင့်ကိုက်ဖြုတ်၏ထို့ထက်ခတ်တဲ့မူလီများကို ွားရှင်ကြီးနှင့်ခြေကံဆွဲဖြုတ်ကြ၏သူတို့၏အပြုမူကြောင့်သူလည်းမျက်လုံးပြူလာသည်သူဆိုင်ကယ်အစ်စ်ကလေးဆေးရီချစ်မူလီတိုင်တွေလည်းလိန်ကောက်ပြုတ်ထွက်နေပြီမဟုတ်လားထို့ကြောင့်ဝက်ရှော့ဇာဘက်လှဲ့ပြီးဟာဟာဟေးဆရာကြီးပြောပြောပါဦးမြခမရတပည့်တွေလောက်တာနဲ့ကျုပ်ဆိုင်ကယ်အစ်စ်ကြီးဆေးရီချစ်မူလီတွေကောက်ကုန်ပြီဗျဟာဟေးလူကြီးပြောပါဦးမြဟုတ်ဆိုလိုက်ရဝက်ရှော့ဇာက စိတ်ဆိုးသူလိုဟန်မျိုးနဲ့ထလာပြီဒဲလီဒီကောင်ရင်ဆရာကိုနာမည်ဖြတ်ပြီဒီစက်ဖုံးလေးဖွင့်လာတော့ဆေးရည်ချက်မူလီတွေကောက်ရသလားဆရာလုတ်ပြတော့ငါလည်းအသေးချာကြည့်မထားဘူးကဲဟိုကောင်ဖာတို့ဆိုယူဟိုကောင်ကုကုတူပေးစမ်းဟုဆိုပြီးသူဘာမှမပြောနိုင်ခင်ဝက်ရှော့ဆရာကအင်ဂျင်တော်အဆက်ကိုစို့နေတဲ၍တူပြင့်ခွန်းဆူရိုက်ချလိုက်၏ရိုက်လိုက်တဲ့အချိန်ညီမြပြင်းတည်မသိ့ ဆိုင်ကယ်အင်ဂျင်အချက်မှာဗျမ်းကနေခွဲကြသွား၏ထို့တော့မှဝက်ချော့ဆရာကဆိုင်ကယ်ကို မတူတလို့မတန်တလို့ကြည့်ကသူကိုခွန့်ဆိုပြစ်ချလိုက်ပြီကဲမပြီးဘူးလားဒီလောက်လွယ်တဲ့ကိစ္စကိုဘာရီလျှောက်လို့နေမှမသိဘူးဒီဆိုင်ကယ်မျိုးအိုးတီတောင်တီပါမယ်ဟုဆိုလိုက်ရဆိုင်ကယ်ပန်းရှင်လဲမျက်လုံးကြီးပြူ၍ကိုကောင်းကိုကိုလန်းတစ်ဖက်နဲ့အဆုတ်ကန်ကဆိုင်ကယ်အင်ဂျင်အကွဲချမ်းကြီးကိုကြည့်ပြီး ဟာဟာတွားပါပြီတွားပါပြီခုကရုံပြင်းနဲ့ရေရွဤဝက်ရှော့ဇာကသူ့ကိုမကြည့်ပဲခုနကကွဲထွက်သွားသောဆိုင်ကယ်အင်ဂျင်အချမ်းကိုယူကြည့်လိုက်ပြီအင်းဒီအချမ်းကတော့ကောင်းတယ်ဟဲ့ဘာမှမဖြစ်ဘူးဒါဆိုဟိုဘက်အချမ်းပဲဖြစ်မယ်ဘလို့လဲကောင်းလေဟိုဘက်အချမ်းထပ်ဖြိုးရမယ်လေးရကြမယ်ဟုဆိုလိုက်ရသူလည်းကရုံပြင်းနဲ့ဘာဆက်ပြောလို့ပြောရမှန်းမသိတော့မျက်လုံးကြီးပြူး ပါဇက်ကြီးဟဇောချွေတွေစိန်ပြီးငြိမ်နေ၏သူခင်ဗျာဘလို့ဆုံးပြရမှမသိဖြစ်နေပုံရ၏ထိုအချိန်မှာပင်သူကြားလျာတော့အတန်နဲ့ကြီးကဖြုတ်သူဤခန္ဓာကိုယ်တစ်ခုလုံးကျုံတက်သွား၏ထိုအတန်နဲ့အတူဖာရိုးနဲ့ကုကူမှာယာယာသူစို့မူလီကွာများကိုဆွဲခိုင်းပြီးဆိုင်ကယ်ဘက်ဘက်အချမ်းကိုပြေးသွား၏ဖာရိုးကခေါနကသူဖြုတ်၍မရခဲ့တော့ ကစ္စတာတာကိုမကြေဝဲနှွဲသည့်အနေဖြင့်ခြေကံဆွဲဖြုတ်နေပြန်သည်ကုကူကဆိုင်ကယ်ချင်းကိုသူနှင့်ဂျွမ်းကနေဂျွမ်းကနေရိုက်ဆိုင်ကယ်ချင်းပြတ်ကြမှချင်းချုပ်ကိုပြစ်ထုတ်ပြီးဆိုင်ကယ်မာကတ်ကိုဆက်ဖြုတ်၏ထိုတော့မှဆိုင်ကယ်ပန်ရှင်လည်းသတိပြန်ဝင်သွားပြီးဂရုံကင်းနဲ့ဟာဟာဟဲ့လူဟဲ့လူပြောပါအောင်ဗျာခမည်းလူတွေထင်ရတယ်လုံနေပြီပြောပါအောင် ဆိုတော့ဝက်ရှော့ဆရာကဂယုမဆိုင်သလိုဟန်မျိုးနဲ့ခုနကသူ့တောင်းနေတော့အရလာရေလာမတိရသည့်ဖန်ခွက်ကိုစိန်ပြင်းပြင်းမော့တော်ပြီးမှအာဒီကောင်နေတော့ကွာခုနငါဘလို့လောက်သွားလဲမြင်ဦးလားအဲ့ဒီအတန်းဖြုတ်လေကွာဟုတ်ဆိုလိုက်သည်နဲ့ငါကိုဖင်ပေါ်ပြီးသားဖြစ်တော့သူ့ဤတပည့်ဖာတို့နဲ့ကုကူမှာခုနကသူ့ပြစ်ချခဲ့တော့သူ့နဲ့ဆုပ်ကိုပြေးယူပြီးဆိုင်ကယ်အင်ဂျင်တော့ကိုစိုးနဲ့အတေအချာတယ်လိုက်သည် ပြီးနောက်ဂွမ်းငနဲ့မြည်တယ်အမလီကုန်ပါပြီဗျာဆိုင်ကယ်ပိုင်ရှင်မသူ့ခေါင်းကိုသူ့လက်နဲ့အုပ်ပြီးခြေနှောင်းညွတ်ကြသွားလေသည်နှုတ်မှလဲဟာသွားပြီသွားပြီဆိုင်ကယ်ငါဆိုင်ကယ်ငါဆိုင်ကယ်သွားပြီဟူ၍ဘာတွေမှမသိကရုံပြေနဲ့ရေရွဤဝါရှော့ဆရာကသူ့ကိုပင်လှည့်မကြည့်ပဲ괴ကြွားသောအင်ဂျင်အချမ်းကိုကောက်ယူ၍ဟိုကြည့်ဒီကြည့်လောက်က အေးဒီရှမ်းလည်းမဟုတ်ဘူးကွာဒါဆိုအပေါ်တေးကြပြီဖက်ကောင်လေဖြုတ်ဆိုလိုက်တည်နေဆိုင်ကယ်ပန်းရှင်နှကအဆုံအောက်ဘတ်တို့ကွေးညိုကြတော့ကဟာဟာဖြုတ်ဖြုတ်မေဟူသည့်ရေရွတ်တံကိုလူကြီးမျက်မှောင်ကျုပ်၍ခတ်တီတီနဲ့အေးဖြုတ်ရမှာပေါ့ဒလိုဆိုင်ကယ်မျိုးကိုသေးတော်သေးဝောင်းမေဟဲ့ကောင်လေဖြုတ်ဟူအော်လိုက်ရာ ဝက်ရှော့ဆရာကြီးတပည့်နှစ်ယောက်ဖြစ်သောဖာတို့နဲ့ကုကူမှာသူများဆို့များအတီးတီဆွဲခိုင်းပြီးဆိုင်ကယ်ကိုရန်တို့တစ်ဖွဲစင်းစင်းကြီးစိုက်ကြည့်၍ဆစ်ထွက်တော်မူယောမစစ်သားခြေလမ်းမျိုးနဲ့ဆိုင်ကယ်ရှိရာတလန်းချင်းလှမ်းလာသည်ဖာတို့မှမချေမနှက်ဟန်မျိုးနဲ့ဆိုင်ကယ်မားကတ်ကိုလက်ထဲကတူဖြင့်တောက်ခွန်နဲ့အရင်ခောက်လိုက်သည်သူစန်းတီတဘောဆိုင်ကယ်ပန်းရှင်လဲခြိုင်ဝင်သွားသောသူ့ဆိုင်ကယ်မားကတ်ကိုကြည့်၍ အောင်မလီကုံပါပြီဗျာသွားပါပြီဟဟူကရုံပြင်းနဲ့ရေရွရင်ဝက်ရှော့ဇာဘတ်လက်၍ဝက်ရှော့ဇာကြီးရင်ဘတ်ကိုသူ့လက်တစ်ဖက်နဲ့စုပ်ဆွဲကဟေးလူကြီးပြပြောပြပြောပြောအောင်လေဗျာခမားကောင်လေးသူ့စကားပင်မဆုံးလိုက်ခွမ်းကနေမြည်တမ်းကြားရ၍သူ့မျက်လုံးကိုသူ့လက်တစ်ဖက်ဖြင့်ဖြောင်းကနေပြန်အုပ်ရိုင်းမိသွားလိုက်သည်ဟာသွားပါပြီသွားပါပြီ ကျုပ်ကျုပ်ကျုပ်ဆိုင်ကဲအင်ချင်းအင်ချင်းဆိုင်ကဲပိုင်းရှင်ဤကရုံကရင်ရေရွတံကိုဝါရှော့စရာကမကြေနပ်တယ်လို့မျက်မှောင်ကျုံ၍မင်းအင်ချင်းငါပြင်းနေတယ်လေဘာဖြစ်လို့လဲဆိုင်ကဲပိုင်းရှင်ကဝါရှော့စရာရဲ့စကားကို မကြားတော့တယ်လို့ပုံစံမျိုးနဲ့မျက်လုံးကြီးကလဲကလဲနဲ့ကျုပ်ကျုပ်ဆိုင်ကဲဆိုင်ကဲအင်ချင်းအင်ချင်းဟုရေရွရင် ြေပြင်ပေါ်ကျဲပြားကြနေသောသူ့ဆိုင်ကယ်အင်ဂျင်နှုံးကိုခရောင်ကရမ်းနဲ့ပြေးပွေလိုက်သည်ပြီးနောက်ဆိုင်ကယ်ကိုပြန်မော့ချိန်မိပြီးမျက်လုံးပြူတော့ကဟာဆိုင်ကယ်စီရီဆိုင်ကယ်စီရီဟုတ်ပါသည် သူ့ဆိုင်ကယ်အစ်စ်ကြီးမှာသူနှင့်ထူထားသောအချိန်ကြောင့်ဈေးများအဖက်လိုက်ကွာကြနေသည့်အပြင်ဆိုင်ကယ်နေရာအစုံမှာလည်းချစ်ရအစင်းရများနဲ့ပေပွားနေ၏ဒါကို ဝက်ရှော့ဆရာလူကြီးကအေးဆေးစွာပင်အိုးဒီဆေးလောက်ကတော့သေသွားမယ်ငါအဆအဆုံးပြန်တော့ပေးလိုက်မယ်3000ကျမယ်ဂျင်းနဲ့လားဆိုပြီးနဘေးနာကတင်မောဆေးဘူးတစ်ခုကိုယူ၍ဆိုင်ကယ်ပန်းရှင်မသားနိုင်ငယ်ဆိုင်ကယ်ကိုစုပ်တံနဲ့ပတ်ခနဲတုပ်ပြစ်လိုက်ပြီးနောက်နဘေးကခြင်ဆေးဘူးတစ်ခုကိုယူ၍တင်မောဆေးများထဲ့ကဆိုင်ကယ်ကိုရှူးခနဲ့ညှက်ထဲလိုက်ပြန်၏ထို့တော့မှဆိုင်ကယ်ပန်းရှင်လည်း ဆွေဆွေခုံသွားပြီဟေးလူခမဘာလောက်တာလဲဗျဘာလောက်တာလဲကျုပ်ဆိုင်ကလေးတော့တွားပါပြီဒါ original ဆေးဗျဆိုတာကိုဝက်ရှော့ဆရာကခတ်တီတီနဲ့ချင်းစေးဘူးနဲ့ဆိုင်ကယ်ပိုင်ရှင်ဘက်ကိုပါလှဲ့မော့လိုက်ပြီဘာလောက်လို့လဲကွာဆိုင်ကယ်ပိုင်ရှင်မှာသူ့ထံမှပန်းထွက်လာသောဆေးများကိုလမ်းတစ်ဖက်နဲ့ကအနောက်သို့ခြေနှလန်းကန်ရုပ်ပြီဘာလောက်လို့လဲဟုတ်လား ခမခမဘာလို့ကျုပ်ဆိုင်ငယ်အစ်စ်ကြီးကိုဘာလို့ဘာလို့ဆေးတုပ်ထဲနေတာတုံးဆိုင်ငယ်ပိုင်ရှင်ဤဒေါ်ရတကြီးစကားကိုဝက်ရှော့ဆရာမဂယုမဆိုင်တယ်လို့ဟန်မျိုးနဲ့ဆိုင်ငယ်ဘက်ဆေးပြန်လှဲ့မွန်နေရင်ဟာဘိုးတက်သွားအောင်မောကွာဟာဘိုးတက်သွားလို့ရအောင်လားဗျဟိုဟာက original ဆေးအေးလေဒါလည်း original ဆေးရည်လေစိန်တစေးဤတဲ့ ဟာခမရဟာကတင်မောစီတွေပြဘာလဲမင်းကမော်တော်စီးနဲ့တုပ်စီခြင်းလို့လားဝက်ရှော့ဆရာကိုဘလို့မှ ပြောများသည့်အဆုံးဆိုင်ကယ်ပန်းရှင်နဲ့ဒေါတာထွက်သွားပြီခမရယူနေလားပြယူနေလားဆိုင်ကယ် original ဆေးဟာဘလောက်တမိုးရှိလဲခမရသိလားဆိုင်ကယ်အစ်စ်ကိုအဲ့ဒီလိုလုပ်ပြတယ်ဆိုတာအယူတွေပဲလုပ်တယ်ခမရတို့အယူတွေပဲဖြစ်မယ်ခုဆိုရင်ဒေါ်ဂျီမော်ဂျီအော်လိုက်ထိုးတော့မှဝက်ရှော့ဆရာကလောက်လက်ဆောက်ကိုရက်ပြီး မျက်မှောင်ကျုပ်၍အေးဒီကောင်မရှင်းသေးဘူးဖြစ်မယ်ဟေးကောင်ကိုကိုဒိုတုံးရကို စေယုံကပေးထားတဲ့လက်မှတ်ယူပြလိုက်ပါဒီကောင်အသေးစားရှင်းတော့အောင်ပြာအကြည့်တော့အားလုံးကျေးဇူးများအတမ်းပါတယ်ခင်ဗျာအားလုံးပဲဘေးကင်းကြပါစေခင်ဗျာအဆက်ဆက်အရာလည်းဒီလိုဆက်ကြပါခင်ဗျာ